တနှစ်နီးပါးရှိလာတဲ့ဗမော်မျိုးသိန်းတိုင်ပွဲမှာနေမြေဖြန့်နေရယူလာတဲ့စစ်ကောင်မရှင်တပ်တွေအထိနာနေပြီးနောက်ဆုတ်နေရတယ်လို့သိရပါဗျ။တိုင်ပွဲပြင်းထန်နေတဲ့လေးမိုင်ဘက်ကနေမြို့တွင်းပြန်လဲဆုတ်ခွာလာတဲ့စစ်ကောင်မရှင်ရဲ့ခမရ၃နှစ်၃ညစစ်ကြောင်းတိုက်ခိုက်ခံရပြီးတေဆုံးထဏ်ရာရသူတွေရှိခဲ့တယ်လို့သိရပါဗျ။ပြီးခဲ့တဲ့နိုဝင်ဘာ25ရက်နေ့ကပိုကြီးအောင်ကိုကိုဦးဆောင်တဲ့စစ်ကြောင်းကိုကချင်လွတ်လပ်ရေးတပ်မတော် KIA ကဒရုန်းချပြီးတိုက်ခိုက်ခဲ့လို့ စစ်ကောင်မရှင်တပ်ဖွဲ့ဝင်10ဦးကျော်တေဆုံးပြီးထိခိုက်ဒဏ်ရာရသူတွေရှိခဲ့တယ်လို့သိရပါဗျ။မြေပြင်ကနေပြန်ဆုတ်လာတဲ့စစ်တပ်စစ်ကြောင်း ထိခိုက်ခံရပြီးသေတာများတယ်ပြောပါဗျ။ဒရုန်းပုံချတိုက်တယ်လို့သိရပါဗျလို့ကချင်စီရေးသတင်းရင်းမြစ်က ARD Times ကိုပြောပါရယ်စစ်ကောင်မရှင်ကနန်ဖိုင်းအင်းနဲ့ဝက်ကုန်းနယ်မြေတွေထိတက်ဖြန့်လာပြီးမဲ့လေးမိုင်ဗန်ချန်တိုက်ပွဲကစစ်ကြောင်းတွေ၃မိုင်ထိပြန်လည်ဆုတ်ခွာနေရတယ်လို့သတင်းရင်းမြစ်တွေစီကသိရပါရယ် မမော်မျိုးပြင်ထိတိုက်ပွဲကျယ်ပြန့်လာပြီးစစ်ကောင်မရှင်က KIA ထိန်ချုပ်ရာနေရာအချို့ကိုစစ်ကြောင်းထိုးထွက်လာပြီးမဲ့အထိနာပြီးတက်ပြန်ဆုံနေရတာပါပြီးကြတဲ့နှစ်ဒီဇင်ဘာ၄ရက်နေ့ကစတင်ခဲ့တဲ့ဗမော်မျိုးသိန်းတိုက်ပွဲဟာ KIA ဘက်ကတာစီယူနယ်မြေစုံမမှုရယူထားရာကစစ်ကူတင်းမော်ရီရောက်လာချိန်မှာစီးရဲချင်းနေပြောင်းလဲလာခဲ့ပြီးနှစ်ဖက်ပြန်လည်စစ်ကြောင်းထိုးတိုက်ခိုက်နေရတဲ့အခြေအနေကိုရောက်ရှိခဲ့ပါတယ် ခရိုင်ဘက်ကလည်းဗမော်တိုက်ပွဲမှာနေ့စဉ်300ထက်မနည်းမှတိုက်ပွဲပြင်းထန်နေကြောင်းပြောဆိုထားပြီးစစ်ကောင်မရှင်ကလေကြောင်း drone နဲ့လက်နက်ကြီးပစ်ကူမြေပြင်စစ်ကြောင်းတွေတုံးပြီးတိုက်ခိုက်နေတယ်လို့သိရပါဗျ။